နှလုံးသားမှလာတော့တဲတော့နမိတ်ကပ်ကလေးကိုစနေကတောက်ကြသားသမီးများတွေကြည်ပြီးมาဖြစ်ပါတယ်เนาะအဲ့တော့ချီရေးပါပဲဖြစ်ဖြစ်အိမ်တော်ဝေးပါဖြစ်ဖြစ်တောက်ကြသားသမီးတွေအတွက်ဘလို့နမိတ်မျိုးကြလဲဘလို့ကံမျိုးရှိလဲဆိုတာကိုမိမိတို့အနေနဲ့စာဆုံးလေးကြည်ပြီးသွားပါเนาะတောက်ကြသားသမီးတွေကမိမိတို့လက်ရှိနေတာပေါ့မိမိတို့အိမ်တော်ဘက်ဆိုရင်တော့ မိမိအိမ်အောင်ပဲနဲ့စကားတွေများရန်နေဖြစ်ပြီးတော့အိမ်မောကနေစင်းသွားတဲ့နမိတ်ကပ်ကိုတွေ့ရပါတယ်ပေါ့။အော်အိမ်မောကနေစင်းသွားတာကိုယ့်ရဲ့မိဘအိမ်မှာပြန်နေတာကိုယ့်ရဲ့တငယ်ချင်းအိမ်မှာတွားနေတာဒါမျိုးတွေတွေ့ကြုံရတတ်ပါတယ်။အဲတော့အိမ်တော်ကြီးမှာတယောက်နဲ့တယောက်မဖြစ်တင်တာဒီဖြစ်နေတဲ့အခြေအနေတစ်ခုပေါ်မှာလည်းတည်ရှိနေပါတယ်။တောက်ကြသားသမီးတွေကပြောရမယ်ဆိုလို့ရှိရင် ဒီအိမ်တော်ကြီးချီရင်းမှာအညံ့ဘက်ကိုတွားနေပါတယ်။အဲ့တော့နှစ်ယောက်စလုံးကမပြတ်မသားတဲ့အချိန်ဒီတစ်ခုပေါ်မှာလည်းတွေ့မြင်ရပါတယ်။ခကြီးထွက်ဖို့ပြင်းနေတာနှစ်ယောက်သူခကြီးထွက်မဲ့ကိစ္စတွေပြက်သွားတတ်တာမျိုးတွေတယောက်သေးပဲတွားရတာမျိုးတွေလည်းမြင်ရပါတယ်။အဲ့တော့တောက်ကြသားသမီးတွေကဒီ၅လပိုင်းမှာပြောရမယ်ဆိုလို့ရှိရင် ိမ်နောင်ကြီးကကောင်းမလို့လို့နဲ့မကောင်းဘူးဖြစ်နေပါတယ်အချီရေးမှလည်းကောင်းမလို့လို့နဲ့မကောင်းဘူးဖြစ်နေပါတယ်အပြူလူပြူဆိုလို့ရှိရင်တေချာပေါအိမ်နောင်ကြခင်ရှိပါတယ်အဲ့တော့မိဘတွေတဘောထူတာမျိုးကိုယ့်ရဲ့တငယ်ချင်း ဖြစ်နေတာမျိုးပေါ့ကိုယ့်ရဲ့အိမ်နောင်ဘက်ဒီအနီးနားကကိုယ်အနီးနားပါဝင်ခြင်းရ အိမ်တော်ပဲမျိုးကိုရရှိတတ်ပါတယ်။နောက်ကိုနဲ့သူနဲ့တငယ်ချင်းကနေတဆင့်အိမ်တော်ပဲဖြစ်ရွေးချယ်လိုက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲ့တော့တောက်ကြသားသမီးတွေကဒီနာထဲမှာဆိုလို့ရှိလို့ရှင်စကားပြောဆိုစင်ကြရမှာဖြစ်ပါတယ်။ဘာမှမဟုတ်တဲ့ပြဿနာလေးကြောင့်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကြောင့်မိမိတို့ရဲ့အိမ်တော်ကြီးချီးရင်းမှာအခက်တွေ့ကြုံရတတ်ပါတယ်။ဒါကြောင့်အိမ်တော်ကြီးအခြေကြီးမှာကံကောင်းမှုဆိုလို့ရှိရင်တော့တောက်ကြသားသမီးတွေက ဟွာရေတန်ကြောက်ကလေးကိုစောင့်ထားပြရမှာဖြစ်ပါတယ်။နောက်ဇီးသားပေါ်မှာပြောင်းနိုင်ပြီးထုံးမရမှာဖြစ်ပါတယ်။တနေ့တတိုင်းတတိုင်းနဲ့ရှေ့ရက်တိတိထုံးမရမှာဖြစ်ပါတယ်။နောက်တစ်ခုကမြတ်စွာဘုရားရှင်ကိုရေတက်လူပေးမယ်၊ရက်လူပေးမယ်နော်။ရက်က6လက်ရေတက်နဲ့ရေရ6ခွက်ဖြစ်ပါတယ်။ဒါမျိုးလေးလူပေးထားခြင်းအားဖြင့်တောက်ကြသားသမီးတွေ ဒီလပိုင်းမှာခြေရည်တွေအိမ်အောင်ရည်တွေပြန်ကောင်းသွားမှာဖြစ်ပါတယ်အမျက်နေပြီးပျောက်သွားမှာဖြစ်ပါတယ်ကဲတောက်ကြသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေလည်းပြီးဝနိုင်ကြပါစေရှင်